အလုံးငယ်တဲ့ဒီ2022လောက်ကဆိုလို့ရှိရင်တော့ဒီကိုပိုင် page လေးဖွင့်ခဲ့တယ်ပေါ့နော်ဒါ AD ဆိုတဲ့ page လေးမှာညီမကိုရိုင်းမဲဇလန်းနေစဉ်းစားပြီးတော့ comedy video လေးရိုက်ဖြစ်တယ်ပေါ့အဖေနဲ့နှစ်ယောက်တည်းပေါ့အဲ့မှာဆိုရင်လည်းဟို fan တော်တော်လေးရိုက်ခဲ့တယ်နှစ်သိန်းဝန်းကျင်လောက်ရှိရဲပေါ့နော်အဲ အဟိုဟာဆိုရင် view တွေဆိုလို့ရှိရင်လည်း million ချီကြီးပေါက်ခဲ့ရရလည်းရှိရဲ့အဲဒါပေမဲ့အဲ့လိုကံမကောင်းကျင်ဘူးပေါ့နော်အဲ့ဒီ page လောဟတ်သွားတာတော့ရှိပါတယ်အဲ့တော့လက်ရှိတော့ဒါအစားအနေပြီးတော့တေချာလေးပြန်လုပ်နေတယ်။ငါ့ကိုမွေးထားငါ့ကိုဘာကြည့်မပြောနဲ့ပြောရဲမပြောရဲပြောရဲမပြောဘူးပိတ်တာပြောအဲ့ကျွန်တော်သိသွားလဲဆိုတော့ညီမပုံမှန်ဆိုလို့ရှိရင် admin access ရနေကြပါတော့နော်ဒါပေမဲ့ page ကလည်းဝင်လို့မရတော့ဘူးပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့လိုမဟုတ်တဲ့ video တွေပေါ့နော် ်လက်ရှိလည်းအဲ့ဒီ page ကရှိတော့မယ်ညီမလည်းပြန်ယူလို့မရဘူးပေါ့အဲ့အဲ့လိုမျိုးဒီချို့ဟုတ်တယ်ကောင်မလေးပုံနေဟို body body ပေါ့နော်အဲ့လိုတွေဆိုတော့အာအတိတ်တွေပဲပြောပါတော့ဒါညီမမဟုတ်ဘူးပေါ့နော်ဒါဟက်ဟက်သွားတာပဲဆိုတော့လက်ရှိတော့လည်းသူတို့တင်နေတော့မှာပဲခါကြရင်လည်းအဲ့လို page ကပြန်ရှာမရတော့ရလည်းရှိရယ်ပေါ့ မနာမည်ကတော့ ADU ပါရှင်။အာလက်ရှိကတော့ဆရာဂျွန်လေးရဲ့ Stars Model Agency မှာ model တဦးအနေနဲ့အလုပ်လုပ်ကင်နေပါတယ်ရှင်။ဟုတ်ကဲ့ဟိုပေါ့နော်ညီမတို့ဆိုလို့ရှိရင်လည်းဒါအစပဲပေါ့နော်။အစဆိုတော့ဒီအဆက်အသွယ်ရဲ့အကောင်လုံးကဆရာဂျွန်တွေပဲအဲ့လိုကူညီပေးရပါပေါ့နော်။အရင်လဲ support ဖြစ်ပါရဲ့။တခုခုဆိုလို့ရှိရင်လည်းညီမတို့အစ်တတွေကိုအမြဲလက်တွဲခေါ်ပါရှင်။ဟုတ်ဆရာကျေးဇူးအများကြီးတင်ပါတယ်။အာညီမပေါ့နော်ဒီအရင်တုန်းကတော့ recruitment agency တခုမှလုပ်လုပ်ခဲ့တယ်။နောက်ပိုင်းကျတော့ညီမ match လောက်မှဆရာဂျွန် ဆရာကျောင်းရဲ့တင်နန်းပေါ့နော်ဒီအခြေခံတရုတ်ဆောင်တဲ့မော်ဒယ်တင်နန်းကိုစပြီးတက်ဖြစ်ပါတယ်ရှင်အဲ့ရန်နေစပြီးတော့ဆရာနဲ့ပြရပါအာညီမလက်ရှိမှာဆိုရင်တော့ဒီအဓိကတော့ဆရာကျောင်းချိတ်ပေးရဲ့ပွဲတွေပေါ့နော်အဲ့မှာရှောက်ပူတာလေးရှိရယ်ပြောလို့ရှိရင်တော့နောက်ပိုင်းမှာတော့ဗီဒီယိုကားလေးတွေရိုက်ဖို့လည်းလက်ခံထားရရှိပါတယ်ရှင် ပြောမနက်ဖြန်ဆိုလို့ရှိရင်လည်းဒါအကိုဆွဲပြေးနဲ့ MV လေးရိုက်ဖို့ရှိရဲပေါ့နော်။ဟုတ်ပါတယ်ဆရာကျော်လေးမထိတ်ပြရပါ။နောက်ပြီးတော့ညီမတို့ဒီတင်နန်းတူတူတက်ခဲ့တဲ့တငယ်ချင်းတွေပေါ့နော်။အဲ့မှာ Facebook page လေး321 action ဆိုပြီးတော့လုပ်ထားတာလေးရှိရဲ။အဲ့မှာတော့ညီမတို့ကိုယ်တိုင်ပဲ script တွေရေးပြီးတော့ကိုယ်တိုင်သရုပ်ဆောင်မာလေးလည်းရှိရဲပေါ့နော်။အဲ့အတွက်လည်းအားပေးကြပါဦး။အသက်က27ပါရှင့်။အဟုတ်အဲ့လိုပြောလို့ရပါတယ်အညီမအရင်တော့ဆိုရင်တော့ဝါသနာပါခဲ့ရတော့ကြာပြီပေါ့နော် အလုံးငယ်တဲ့ဒီ2022လောက်ကဆိုလို့ရှိရင်တော့ဒီကိုပိုင် page လေးဖွင့်ခဲ့တယ်ပေါ့နော်ဒါ AD ဆိုတဲ့ page လေးမှာညီမကိုရိုင်းမဲဇလန်းနေစဉ်းစားပြီးတော့ comedy video လေးရိုက်ဖြစ်တယ်ပေါ့အဖေနဲ့နှစ်ယောက်ပဲပေါ့အဲ့မှာဆိုရင်လည်းဟို fan တော်တော်လေးရိုက်ခဲ့တယ်နှစ်သိန်းဝန်းကျင်လောက်ရှိရဲပေါ့နော်အအဟိုဆို view ရေဆိုလို့ရှိရင်လည်း million ချီပောက်ခဲ့ရရဲလည်းရှိရဲအဲဒါမဲ့အဲ့လိုကံမကောင်းကျင်ဘူးပေါ့နော်အဲ့ဒီ page လေးဟတ်သွားတာတော့ရှိပါတယ်အဲ့တော့လက်ရှိတော့ဒါအစားအနေပြီးတော့တေချာလေးပြန်လုပ်နေပါတယ်ရှင် အဲ့လိုတော့တတော်တော့ခံစားရတာပေါ့နော် အကိုကိုတိုင်းအကိုဘလို့ခေါမလဲဒီ page မှာကကြတော့ကိုဒီဘဝမှာဖြစ်တဲ့ဟာတွေကိုဟာသားအမြင်နဲ့ကိုကိုတိုင်းစဉ်းစားပြီးတော့အဲ့လိုကိုကိုတိုင်းမဲအဖေနဲ့နှစ်ယောက်တည်းအဲ့လိုလမ်းမာတို့အိမ်မာတို့ဟိုရှိရလေးနဲ့ပဲရအောင်ရိုက်ခဲ့တယ်ပေါ့နော်အဲ့အဲ့ဒီအတွက်ကိုတော်တော်များများကလည်းအားပေးကြရဲဆိုတော့အဲ့တော့တကယ်ဝမ်းသာခဲ့ရပါပေါ့ဒါပေမဲ့မမျော်လင့်မဲနဲ့ page hack ခံလိုက်ရတဲ့အခါကျတော့လေဟိုတော့ ကိုစူးစမ်းထားရပေါ့နော်အဲ့လိုနှစ်နဲ့ချီကြီးစူးစမ်းထားတာတကူကအဲ့လိုပျောက်သွားရဲဆိုတော့စိတ်တော့မကောင်းဘူးပေါ့နော်ဒါပေမဲ့ဒါအခုလဲကိုကကိုပဲပြန်လုံးနေပြီဆိုတော့ဒါဖြစ်ပြီးွားတော့ဖြစ်ပြီးပြီကိုကကိုတက်နိုင်တယ်များပဲအကောင်းဆုံးပြန်လုံးပြီဟုတ်ရှိပါရဲ့ဟိုညီမအဖေကကြတော့သူလဲဝါသနာပါရဲ့ပေါ့နော်အဲအရင်တော့ဆိုလို့ရှိရင်ညီမအဲ့လိုစစချင်းတော့ YouTube မှာကအဲ့လိုဗီဒီယိုလေးတွေ vlog လေးရိုက်ချင်ခဲ့ရပါတော့ဒါပေမဲ့မပြောပြဘူး ဒါပေမဲ့မထင်ဘူးအဖေရောမေရောကအရင် supportive ဖြစ်တယ်ဒါသူတို့ကိုယ်တိုင်လည်း like ရိုက်ပေးတယ်သူတို့ကိုယ်တိုင် idea တွေပေးတယ်အခုဆိုလို့ရှိရင်လည်းသူတို့သူတို့ဆရာနေအကြံဉာဏ်နေအများကြီးရပါတယ်ဒီအနုပညာဆိုတာကလည်းအဲ့လိုအဖေမေ support ရှိရဆိုလို့ရှိရင်ဒါလောက်ရတာအဆင်ပြေရပေါ့နော်အဲ့လိုမသိအောင်ခိုးလောက်ရရည်လည်းတွေ့ဘူးပါတယ်တချို့တွေဆိုရင်လေဟိုကိုကအဲ့လိုမဟုတ်ပဲနဲ့အဖေရောမေရော support ဖြစ်တဲ့အတွက်အရန်ကန်ကောင်းပါတယ်အဓိကသူပိုးသွင်းပေးရလို့တော့ပြောလို့ရရဲပေါ့နော်သူကအရန်ဝါသနာပါတယ်ဟုတ်ရှိတယ်ညီမတို့ပေါ့နော်မနေ့ 天上飞的鸟比多。 ဟိုပေါ့အဲညီမလည်းအခုစလုပ်နေပြီ။ तू ကလည်းပြောရမယ်ဆိုရင်ဒီမီဒီယာနယ်ပယ်ထဲမှာပဲအလုပ်လုပ်နေရတဲ့သူပေါ့နော်။အဲ့လိုဆိုတော့ညီမတို့နှစ်ယောက်ပေါင်းပြီးရောဒီတာဖားဇက်လန်းလေးတွေတို့ဒီမိသားစုဇက်လန်းလေးတွေပေါ့နော်။ဒီ Facebook တို့ TikTok တို့မှာလည်းအဲ့လိုလေးပြန်တင်မှုရှိပါတယ်။ဟုတ်တယ်ဟုတ်တယ်။ तू အဓိကအားပေးရပါပေါ့နော်။ဘယ်လိုအသိွားလဲဆိုတော့ညီမပုံမှန်ဆိုလို့ရှိရင် admin access ရနေကြပေါ့နော်။ဒါမဲ့ page ကလည်းဝင်လို့မရတော့ဘူး။ပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့လိုမဟုတ်တဲ့ video တွေပေါ့နော်။လက်ရှိလည်းအဲ့ဒီ page ကရှိတော့မယ်ညီမလည်းပြန်ယူလို့မရဘူးပေါ့။ အဲအဲ့လိုမျိုးဒီဟုတ်တယ်ကောင်မလေးပုံနေဟိုဘော်ဒီဘော်တွေပေါ့နော်အဲ့လိုတွေဆိုတော့အာအတိတွေပဲပြောပါတော့ဒါညီမမဟုတ်ဘူးပေါ့နော်ဒါဟက်ဟက်သွားတာပဲဆိုတော့အဲလက်ရှိတော့လည်းသူတို့တင်နေတော့မှပဲခါရကြရင်လည်းလို page ကပြန်ရှာမရတော့တာလည်းရှိရယ်ပေါ့အဲဆက်ဆက်ချင်းတော့တရိတ်ဆန်ပုံနေနေပေါ့နော်ပြီးတော့အဲ့လိုမျိုးဖြစ်သွားတာပေါ့နာမည်ကတော့ AD နဲ့ပါပဲညီမပုံနဲ့ရှိရုံပဲအခုထိဟုတ်ပါတယ်ဒါပေမဲ့လည်းဖြစ်နေကြပဲလीနော်ဟိုအခုလူတွေကလည်းနားလဲရပါပဲဆိုတော့အရင်ကြီးတော့ပြဿနာမရှိပါဘူးညီမလက်ရှိကတော့ဒီကိုပိုင် personal account ပေါ့နော် EDU ဆိုတဲ့အကောင့်မှာပဲညီမရဲ့ဒီအနုပညာလှုပ်ရှားမှုလေးတင်ပြပါရရှင်ဟုတ်ကဲ့အာညီမကတော့ဒီ EDU ဆိုတဲ့ page လေးမှာကကြတော့ညီမတို့အညီမကိုယ်တိုင်တငယ်ချင်းနေနဲ့ရောအဖေနဲ့ရောရိုက်ထားတဲ့ဒီဟာသဗီဒီယိုလေးတင်ခဲ့တယ်ပေါ့နော်တော်တော်များလည်းအားပေးခဲ့ကြပါရဲ့ဒါပေမဲ့လွန်ခဲ့တစ်နှစ်လောက်ကစပြီးရောဒီ page လေးက hack ခံလိုက်ရရဲ့ပေါ့နော်အဲ့တော့ဒီအာ မတင်တော်တဲ့ပုံလေးဗီဒီယိုရှိပါတယ်အဲ့ဒါတော့ညီမတင်တာမဟုတ်ပါဘူးရှင်ဟုတ်ကဲ့ဟုတ်ညီမဒီနောက်ပိုင်းမှာတော့နုဒိညာလှုပ်ရှားမှုတွေလုပ်ဖို့အများကြီးရှိပါတယ်ဒီကြော်ညာလေးတွေ MV လေးတွေနောက်ပြီးတော့ဒီဗီဒီယိုကားလေးတွေပေါ့နော်အဲ့အိမ်မလေးတွေလည်းဟိုပါဝင်မှုရှိရယ်ဆိုတော့ညီမအကောင်းဆုံးကြိုးစားသွားမှာပါအပြေကြပါအောင်လို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ညီမနာမည်က AD ဦးပါဒီ AD ရာစုနှစ်ပေါ့နော်အဲ့ AD ဦးပါရှင်ဟုတ်